ုင်ငံတော်ရဲ့အတိုင်ပင်ခံပို့ကိုဒေါအောင်ဆန်းစုကြည်ဟာ82ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံကိုတက်ရောက်ဖို့နယူးယောက်မြို့ကိုစက်တင်ဘာလ16ရက်ဒေသစံတော်ချိန်3:45မိနစ်မှာရောက်ရှိခဲ့တယ်လို့သိရပါဗျ။ဒေါအောင်ဆန်းစုကြည်ဟာဝါရှင်တန်မြို့ Union Station မှာ Isla Express Train နဲ့ထွက်ခွာလာခဲ့ရာနယူးယောက်မြို့ Bus Station ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဒေါအောင်ဆန်းစုကြည်ကိုကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဥဟောက်တူစွမ်းနဲ့မြန်မာအဖွဲ့ရုံးမှတာဝန်ရှိသူတွေကခီးဦးကြိုဆိုခဲ့တယ်လို့သိရပါဗျ။ဒေါအောင်ဆန်းစုကြည်ဟာဒီကနေ့စက်တမ်ဘာလ18ရက်နေ့ဒေသစံတော်ချိန်ညနေ9:00နာရီမှာ Harvard Foundation ကနေချီးမြှင့်တဲ့ The 2016 Harvard Humanitarian of the Year ဆုကိုလက်ခံရယူမှာဖြစ်ပါတယ်။ အမေရိကန်ကိုရောက်ရှိနေတဲ့ဒေါအောင်ဆန်းစုကြည်ဟာအမေရိကန်သမ္မတအိုဘားမားနဲ့အိမ်ဖြူရောသမ္မတယုံကန်မှာစက်တင်ဘာလ14ရက်နေ့နောက်ပိုင်းကတွေ့ဆုံဆွေးနွေးခဲ့တယ်လို့အမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးဂျွန်ကယ်ရီနဲ့လည်းသီးခြားစီတွေ့ဆုံခဲ့ပါတယ်။ဒါပြင်ဒေါအောင်ဆန်းစုကြည်ဟာစက်တင်ဘာလ15ရက်နေ့မှာအမေရိကန်ကွန်ဂရက်သို့သွားရောက်ပြီးလွတ်တော်အမတ်တွေနဲ့တွေ့ဆုံခဲ့သလိုညပိုင်းမှာတော့ US ASEAN စီးပွားရေးကောင်စီကတဲခင်းအခမ်းအနဲ့ဂုံညညစာစာပွဲကိုတက်ရောက်ခဲ့ပါတယ်။